ဟုတ်ကဲ့ဒေါ်စန္ဒမိတ်ခင်ဗျာအခုပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့မဲဆောက်မှာ NLD လွှတ်တော်ကိုယ်စားလှယ်တချို့ဟိုအစည်းအဝေးလုပ်တယ်ကြားပါတယ်အဲ့ဒီမှာဟို NLD အတွင်းမှုဖွဲ့ဝင်ဦးဟန်တာမြင့်ကတခုပေါ့မိကုန်းတခုကိုဖြည့်တယ်ပေါ့နော်ဖြည့်တဲ့အထက်မှာဒီ CRPH နဲ့ NLD CWC နဲ့ကဒီပြည်တွင်းမှာရှိတဲ့ NLD ပါတီနဲ့မသက်ဆိုင်ဘူးပေါ့နော်ဆိုအဲ့လိုမျိုးပြောတယ်ဆိုပြီးတော့ဟိုတည်င်းထွက်ပါတယ် နောက်ပြီးတော့ဟိုသူပြောကြချက်ကထွက်ပေါ်လာတဲ့သတင်းတွေရဆိုရင်ဒီလက်နက်ကင်တော်လန်ရေးရလဲဒါပါတီရဲ့လမ်းစဉ်မဟုတ်ဘူးလို့သူပြောသွားတယ်ပေါ့နော်ဆိုအဲ့ဒီလိုသတင်းထွက်လာတယ်ဒီသတင်းက home mode ဆိုတော့ကျွန်တော်တို့အတီးပြုတ်ဖို့တော့စူးစမ်းနေစေမေးနေစေပဲအတီးမပြုတ်နိုင်သေးဘူးဆိုတော့ဒါနဲ့ပတ်သက်ရင်ဒေါ်စနာမေးရပြည်တွင်းမှာရှိနေစေဒါ NLD အာပါတီဝင်ဟောင်းတူအနေနဲ့ပေါ့နော်ဒါနဲ့ပတ်သက်ပြီးသိထားတာရှိလားဒါဟောက်မှန်နိုင်လားဒေါ်စနာမင်းရဲ့အမြင်ကိုသိချင်ပါတယ်ဗျဒီဟာနဲ့ပတ်သက်ပြီးဗာများကြားသိထားလဲဗျ ကျမတို့ကတော့ Facebook မှာတွေ့လို့ပေါ့နော်26ရက်နေ့ကတော့ Facebook မှာတွေ့လို့ဟိုကျမတို့အနေနဲ့သိရတာပေါ့နော်ဒါပေမဲ့ဥက္ကဋ္ဌာမြင်ပြောတဲ့စကားလုံးတွေကိုကျမအနေနဲ့အတည်ပြုနိုင်တယ်ဒါဟာဥက္ကဋ္ဌာမြင်ရဲ့စိတ်ဓာတ်အမှန်ပဲလို့လည်းကျမပြောနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဥက္ကဋ္ဌာမြင်ဒီ NLD ပါတီရဲ့အတွေ့အမြင်အဖွဲ့ဝင်လည်းဖြစ်တယ်နောက်ပြီးတော့ ဟိုလွတ်တဲ့လူတွေပေါ့နော်စီးစီးတွေထဲမှာလွတ်တဲ့လူတွေအားလုံးထဲမှာလည်းသူကအကြီးဆုံးဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ပြည်တွင်းမှာရှီတုံးကဆိုရင်တော့အကြီးဆုံးဖြစ်ခဲ့တယ်ကျမကအခုဒီစကလုံးကိုဒီစကလုံးတွေကိုတွေ့တဲ့အခါမှာကျမဘာလို့သွားသတိရတာလဲလို့ဆိုတော့ကျမတို့ဥဟန်သားမြေလွတ်လာပြီးတဲ့အချိန်မှာ UEC ကိုကျမတို့ရဲ့ NLD အနေနဲ့သွားတွေ့ခဲ့ဘူးလားရှိတယ်ဒါပထမ UEC ဥက္ကဋ္ဌလက်ထက်ပေါ့နော် လက်ထက်တုန်းကကျမတို့တွားတွေ့ခဲ့တယ်တွားတွေ့တုန်းကဟိုပေါ့နော်ကျမတို့ပါတီရဲ့မှတ်ပုံမတင်နိုင်သောအခက်ခဲတွေကိုကျမတို့ UEC ကိုတင်ပြခဲ့တယ်ဟလာ CEC တွေထောင်ချနေတာမျိုးတွေရှိတယ်အာနောက်တစ်ခုဒီဘန်နာရေးကိစ္စတွေအဆင်မပြေဘူးဆိုတဲ့ဟာမျိုးတွေရုံးငန်းတွေအသိမ်းဆဲခံရတယ်ဆိုတဲ့ကိစ္စမျိုးတွေကိုကျမတို့ UEC ကိုတင်ပြခဲ့တာရှိတယ်။အဲ့တော့ UEC အနေနဲ့ NLD ပါတီရဲ့သဘာပတိအဖွဲ့ဝင်တွေရဲ့ ် NLD ပါတီရဲ့ CEC တွေရဲ့ကိုအာစာပို့ခဲ့တာရှိတယ်ရှင်အဲ့ဒီစာပို့ခဲ့တဲ့အချိန်တုန်းကဥဟန်သာမြင့်လည်းအခုလည်းစာကိုလက်ခံရရှိရယ်ကိုအောင်စိုးတို့လည်းလက်ခံရရှိရယ်အဲ့တော့ကိုအောင်စိုးနဲ့ကျမနဲ့ကတော့အများတိုင်းတွေ့နေတဲ့လူတွေဖြစ်တဲ့အတွက်ကျမဒီကိစ္စကိုသိတယ်အဲ့တော့ဥဟန်သာမြင့်တို့က UEC ကပေါ့နော်သူတို့ကိုတော့လာတွေ့ပါပေါ့နော်နောက်တစ်ခုကမေးတဲ့မေးခွန်းထဲမှာ NLD နဲ့ NUG နဲ့ ဒီဟိုဟာပေါ့နော်ဘလို့ပတ်သက်တာမျိုးလဲနောက်တစ်ခုကဒီ NUG ကိစ္စတွေကိုမေးတယ်လို့ကျွန်တော်တို့သိရတယ်ဟိုဒီစာထဲမှာမေးထားတယ်လို့သိရတယ်ဒါပေမဲ့ဒီထောက်ခံလားပေါ့နော် NUG နဲ့ဒီကိစ္စတွေကိုထောက်ခံလားဆိုပြီးတော့မေးတဲ့ဟာမျိုးကိုဥဟန်သားမင်းတို့ကဘာဖြေလိုက်လဲဆိုတော့ဥဟန်သားမင်းတို့က UEC ကိုတော့တွတ်တွေ့တာမရှိဘူးဘယ်စီစီအားမှတွတ်မတွေ့ဘူးပေါ့နော်စီစီဆိုတဲ့အထက်မှာလည်း အဥဟန်တောင်မီအဲ့လိုမှဒေါခင်တွေးကျွဲဥအောင်ဆိုးပေါ့နော်သူတို့ကိုပို့တာမျိုးတွေရှိတယ်နောက်နိုင်ကလေးကတော့ဘသူတွေပို့လဲတော့ကျမသိချာမသိဘူးသူတို့ကိုလည်းပို့တယ်အဲ့တော့ဥဟန်တောင်မီတို့ဥအောင်ဆိုးတို့ကစီစီကို UEC ကိုတွားပြီးတော့မတွေ့ဘူးဒါပေမဲ့စာနဲ့အကြောင်းပြန်လိုက်တာရှိတယ်ရှင်အဲ့ဒီတဲမှာဒီလိုမျိုးဒီလိုမျိုးအဖြေမျိုးပဲသူတို့ပြန်လိုက်တယ်နောက်တစ်ခုကဟို NLD က ဒီလိုမျိုးဟာမျိုးဓာတ်ရိုက်တော့ပြောတာမဟုတ်ဘူးဒါပေမဲ့အဥဟန်သားမင်းနဲ့ဖောင်ဆိုးလို့ပြောလိုက်တဲ့ဟာကဘာပြောလိုက်လဲဆိုတော့ NLD မှာမူဝါဒ5ချက်ရှိတယ်နောက်တစ်ခုစီမင်းစည်းကမ်းတွေရှိတယ်အဲ့တော့ NLD ပြည်တွင်းမှာရှိနေတဲ့ NLD ပါတီဝင်တွေဟာ NLD တွေဟာဒီမူဝါဒအတိုင်းပဲအရက်တိကြရမယ်ဒါဟာ NLD ပါတီဝင်တွေပဲလို့သူကအဲ့လိုမျိုးပြောလိုက်တယ်ဆိုလိုချင်တာက ပေါ့နော်ဒီ CRPH NLD နဲ့ CWC အဖွဲ့တွေဟာ NLD ပါတီနဲ့မသက်ဆိုင်ဘူးဆိုတာကိုတော့ဒိုက်ရိုက်မပြောဘူးဒါပေမဲ့ NLD ပါတီဝင်တွေရဲ့မူဝါဒကတော့ပါတီဟာဒီတိုင်းပဲသတ်မှတ်ထားပါတယ်ဒီတိုင်းပဲရက်တည်နေကြတယ်ဆိုပြီးတော့သူဒီလိုပြောလိုက်တယ်ပေါ့နော်အော်အဲ့တော့သူဆိုလိုတဲ့သဘောကအဲ့ဒီ NLD ပါတီရဲ့မူဝါဒဒါတွေရှိရဲ့သားနဲ့ဟို အပြင်ကိုထွက်သွားတဲ့လူတွေဟာအင်းနဲ့ဒီနဲ့မသက်ဆိုင်ဘူးလို့ပြောတာ ਨੇ အတူတူပဲပေါ့နော်ဒါကိုသူတို့ဒီလိုပဲပြောလိုက်တယ်ဆိုတဲ့ဟာမျိုးကိုကျမပြန်သိရဒါကြောင့်မလို့ဒီစကလုံးတွေကငကိုတဲကွာကျမတို့သိတယ် CRPH နဲ့ NLD CWC အဖွဲ့ဝင်တွေက NLD ပါဝင် NLD ပါတီနဲ့မသက်ဆိုင်ဘူးမပတ်သက်ဘူးအဲ့ဒီအဖွဲ့ဝင်တွေရဲ့လှုပ်ဆောင်ချက်တွေဟာ NLD ပါတီရဲ့ဘူဝါရနဲ့ မညီဘူးလို့ရှင်းရှင်းလင်းလင်းဖြေဆိုသွားတာဟာဥဟန်တာမြဲအဘော်ပဲလို့ဆိုရဲဟာမျိုးတွေပဲကျွန်မအဲ့လိုမျိုးအဲ့ဒီဒုံးတွေကတိခဲ့ပါတယ်ကျွန်မအနေနဲ့ဘာလို့လဲဆိုတော့ဘူးနာသူတို့စာပို့တဲ့ကိစ္စကိုကျွန်မတို့သိတယ်နော်ဟိုစာပို့တဲ့အထက်မှာလည်းဒီအတိုင်းပဲပါခဲ့ဟုတ်ပြီအဲ့တော့ဟိုဒေါ်စနမင်းကအကူအကဒီ UEC ကိုဒီဖြေတော့ကိစ္စတွေဟိုနဲ့နှိုင်းရှင်ပြီးတော့ဒါဥဟန်တာမြေကဒီလိုသဘောထားရှိတယ်ဆိုပြီးဒါဟိုယူဆတာပေါ့เนาะဒါပေမဲ့အဲ့ဒီ ပြန်လွတ်လာတဲ့အချိန်မှာဒေါ်စနမင်းတို့ ਨੇ ဒီစကားပြောဘူးလားဥဟန်တာမင်း ਨੇ ဟိုတိတိဆိုင်ဆိုင်ပေါ့နော်ဒီလိုမျိုးမူဝါဒရနေပတ်သက်ပြီးအဲ့ဒါလည်းသိလိုပါတယ်ဥဟန်တာမင်းလွတ်လာတဲ့အချိန်မှာကျမနဲ့လည်းစကားပြောခဲ့ပါတယ်ဥအောင်ဆိုးနဲ့လည်းစကားပြောခဲ့တယ်ကျမတို့ကဥဟန်တာမင်းကိုပြောတယ်အငဲအနေနဲ့အခုချိန်မှာပါတီရဲ့အကြီးဆုံးလည်းဖြစ်တယ်ဒါကြောင့်မလို့ကျမတို့အနေနဲ့ဟိုအငဲဘာညွန်ကြားချက်ပေးမလဲပေါ့နော် အဲ့လိုမျိုးလဲပြောတယ်ကိုအောင်စိုးကလည်းနေပါတယ်အဲ့တော့သူ့အနေနဲ့ဘာပြောလဲဆိုတော့ကိုအောင်စိုးကိုပြန်ပြောခဲ့တဲ့စကားလုံးရှိတယ်ရှင်သူကအဲ့ဒါကသူ့အနေနဲ့အခုထောင်ကထွက်လာတဲ့အချိန်မှာကျမကြီးမကောင်းဘူးကျမကြီးကိုအရင်ကူတာမှဖြစ်တယ်နောက်တစ်ခုက အာသူ့ရဲ့ပေါ့နော်တမက်ကလည်းအာမေဖုံးလက်ဖြစ်နေတဲ့ခါကျတော့သူ့အနေနဲ့ဈာညက်သွားတယ်လို့သူကပြောတယ်ဒါကြောင့်မလို့အန်အန်ကဲအနေနဲ့ဘာမှဆက်လုပ်ဘူးမရတော့ဘူးဆိုတဲ့စကားလုံးကိုကိုအောင်စိုးကတိတိကျကျပြောခဲ့တယ်ဒါကြောင့်မလို့ကိုအောင်စိုးကအဲ့စကားလုံးကိုကျမကိုပြန်ပြောတယ် ဲ့တော့ جماعه ဟိုတော်တော်တော့စိတ်မကောင်းဖြစ်တယ်အဲ့ဒီလုံးလေးကကဥဟန်တာမြင့်ကအဲလုံးလို့မရတော့ဘူးဆိုတဲ့ဟာမျိုးကို جماعه တို့သိတယ်နောက်တစ်ခုဥဟန်တာမြင့်က جماعه ကိုပြောတဲ့အခါမှာ جماعه ရဲ့ဟောနော်သမီးရဲ့စိတ်သက်ကိုအငယ်သိတယ်လေးလေးလေးစားတယ်အဲ့တော့အငယ်အနေနဲ့ကတော့ဟို جماعه ရေးကိုပဲအဓိကကုနီဟိုကုတာတော့မယ်ဒါကြောင့်မလို့ သမီးတို့အနေနဲ့ပဲဆက်လုပ်ချင်တယ်ဆိုရင်ဆက်လုပ်ပါဆိုပြီးဒီလိုစကားလုံးတွေပြောခဲ့တာမျိုးဒါသူကိုယ်တိုင်ကျမနဲ့သူနဲ့ဖုန်းနဲ့ပြောတာပါတစ်ချိန်နဲ့ပြောတာမဟုတ်ဘူးကျမနဲ့အငယ်ဦးမှန်သားမင်းနှစ်ချိန်သုံးချိန်ပြောတယ်အငယ်ဦးဟန်သားမင်းရဲ့ကောင်းတဲ့အချက်တစ်ခုပါကျမတို့ဖုန်းဆက်လိုက်တိုင်းဂင်ပေးတယ်အများတိုင်းဂင်တယ်အာပြီးရင်ကျမတို့မေးချင်တဲ့မေးခွန်းတွေကိုသူအများတိုင်းပြန်ဖြေပေးတယ်တခြားသောခေါင်းဆောင်တွေလူကြီးတွေအကုန်လုံးကဖုန်းဆက်ရင်ဂင်လေးလည်းမရှိဘူးဖြေလေးလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးပေါ့ အာဟိုဒေါက်တာမျိုးညွန့်တို့ဘာလို့ဆိုရင်အခုအချိန်မှာဆိုရင်ကျမတို့ကိုမြင်ရင်တော့မတိကြောင်စောင့်နေတယ်ဟိုတုန်းကပါသူထောင်ထဲကလွတ်တယ်ကွာဒီလိုပဲကျမတို့ကသူတို့ကိုငကိုတုန်းကစီးစီရဲ့ခေါင်းဆောင်တွေစီးစီတွေဖြစ်တယ်ပါတီရဲ့ခေါင်းဆောင်တွေဖြစ်တယ်ဆိုပြီးကျမတို့အားကိုးတယ်အားကိုးတယ်ကျမတို့စကားပြောတယ်ဒါပေမဲ့သူတို့တွေကကျမတို့ကိုစကားပြန်မပြောဘူး သူတို့တွေမဟုတ်ပါတော့ဒေါက်တာမျိုးညွန့်ဆိုရင်စကားပြန်မပြောဘူးဦးသိန်းဦးကတော့နည်းနည်းပပပြန်ပြောတယ်အဥဟန်သာမင်းကကောင်းကောင်းမွန်မွန်ပြန်ပြောတယ်ကောင်းကောင်းမွန်မွန်ဖြေပေးတယ်ဒါကြောင့်မို့လို့အခုအချိန်ကဥဟန်သာမင်းဟောလှပြပကိုထွက်သွားတယ်ဆိုပေမဲ့လည်းကျမတို့ကအမှန်တိုင်းပဲဟာဒီစကားပြောတင်တယ်ဒီလိုကျမပြောပြပေးရပါတော့။ဟိုသူထွက်သွားတာကသူ့ရဲ့အကြောင်းကိစ္စနဲ့သူထွက်သွားတာ။ငါကျမပြောလို့ပေါ့နော်။ तू ကဂျားညက်တော့မယ်။ तू နိုင်ငံရေးကိုဆက်လုပ်လို့မရဘူး။ ဒါကြောင့်မို့လို့သူထွက်သွားတာဖြစ်တယ်ဆိုတာမျိုးကိုကျမတို့နားလည်ပေးလိုက်တယ်။ဒါကြောင့်မို့လို့လေအခုဒီအခုအချိန်မှာဥအန်ကာနင်းကိုကျမတို့အပြစ်ပြောစရာအကြောင်းရှိဘူး။ကျမတို့သူလုတ်ခဲ့တာသူပြောခဲ့တဲ့ဟာကိုကျမတို့မှတ်မှတ်ကန်ကန်ပဲပြန်ပြောပြရမယ်။ဒါပဲ။အကူအကဥဝန္တမေကဟိုတိရတော့ကခံဝင်နဲ့ထွက်လာတယ်ပြီးတော့တိတ်တဆိတ်ထွက်သွားတယ်ပြင်ပအောင်ဆိုတော့ဟိုအနေထားကြည့်ရတာဥဝန္တမေကကျွန်တော်ဒီဘက်ကအင်အားစုတွေဘက်နဲ့ပူးပေါင်းလိုက်တဲ့သဘောမျိုးနားလည်ကြတယ်လीအများစုက ဟိုစာတော့ထုတ်တာပေါ့ဒီအာနာသိမ့်မှုနဲ့ပတ်သက်ရင်ဒါ NLD မှာတာဝန်ရှိတယ်ဆိုတော့ထုတ်တယ်နောက်သူစာတန်းရှည်ရေးတယ်တမိုင်းရေးရတယ်ပတ်သက်ပြီးဆိုတော့ဒါတော့ထုတ်တယ်ဒါပေမဲ့သူ့ရဲ့ယက်တီချက်ကဒီဘက်အင်အားစုတွေနဲ့ဟိုပူးပေါင်းသွားတဲ့သဘောမျိုးအားလုံးကနားလဲတာလေဆိုတော့အခုချိန်ကျမှဒီစကားမျိုး ပြန်ပြောလာတယ်ဟိုဟိုပြည်တွင်းကဒီ NLD ပါတီနဲ့ဒီဘက်မှာလှုပ်ရှားနေတယ်မဆိုင်ဘူးဆိုတဲ့သဘောမျိုးပြောလာတဲ့ခါကျတော့ဟိုစဉ်းစားခက်တာပေါ့နော်သူဘာကြောင့်အခုချိန်မှဒီလိုထုတ်ပြောရတာလဲ အရင်တော့အော်ဒီသဘောထားရှိလာဒါမေးစရာဖြစ်တာပေါ့ဆိုအဲ့ဒီလိုမျိုးဒွိယဖြစ်နေတဲ့အနေအထားပုံမှာရောဒေါ်စနာမင်းနေနဲ့ဘယ်လိုမျိုးမှတ်ချက်ပေးလို့လဲဗျ tomorrow အဲ့စာရန်ရှိ43ညနာစာရန်လေကျမတို့ဖတ်ရပါလေဒါပေမဲ့ကျမတို့အဲ့ဖတ်သေးကိုကအာကျမတို့စဉ်းစားလိုက်တာကအငယ်ဦးဟန်သားကြီးကတော်တော်တော့ဟိုစာစာလဲငဘိုလဲကိုကတစ်ချိန်လုံးစာဖတ်တဲ့သူပေါ့နော်စာလဲရေးတယ်စာလဲဖတ်တယ်အဲ့တော့ဒီစာရန်ကိုကျမတို့ဖတ် ပြီးရတဲ့အချိန်မှာဥရံသားမြေအာပေါ်မဟုတ်ဘူးလို့အဲ့ဒါတော့ကျမကအဲ့ဒီတုန်းကဟိုအဲ့ဒီလိုတွေးမိတယ်အဲ့ဒီလိုမျိုးပဲတွေးမိတယ်အဲ့ဒီလိုမျိုးပဲခံယူတယ်ပေါ့နော်ဒါအာဟုတ်ချင်လဲဟုတ်မဲမဟုတ်ချင်လဲမဟုတ်ဘူး။ဘာလို့ဆိုတော့သူနဲ့ကျမတို့ကအဆက်အသွယ်လည်းမရှိတော့ဘူး။သူ့ကိုလည်းလှမ်းမမိဘူးပေါ့နော်။ဟိုလှမ်းမိလို့လည်းမရဘူး။သူကမှရှိနေလဲလေကျမတို့မသိတဲ့ခါကြတော့ကျမကတော့ဒီစာတန်းကိုဖတ်ပြီးတော့ဒါကျမရဲ့ဟိုစာခန်းစားချက်ပါ။ဟုတ်မှန်ချင်မှလည်းမှန်ပါပေါ့နော်။ဒီဟာကသူ့ရဲ့အာပေါ်မဟုတ်ဘူးလို့ ျမတို့ကခံယူတယ်။အခုထုတ်ပြန်လိုက်တာကတော့ဥဟန်သားမင်းအစ်စ်လို့ကျမခံယူတယ်။သူ့အဘောလို့ကျမခံယူတယ်။အဲ့တော့ဥဟန်သားမင်းအခုလို့ပြောတာကိုဟိုဒေါ်စနာမင်းတို့ကတော့ဟုတ်မှန်တယ်လို့ဒါဟုတ်နိုင်တယ်ဖြစ်မယ်လို့တတိကျယုံကြည်တဲ့အတွက်အဒီအပေါ်မှာအခုပြည်တွင်းမှာရှိနေတဲ့ပြည်တွင်းမှာဆက်ပြီးတော့ဟိုရက်တည်နေတဲ့နေထိုင်နေတဲ့ပါတီဝင်အဟောင်းနေနဲ့ဒီအပေါ်မှာတခုခုပေါ့နော်ဟိုရှစ်ဆက်လှုပ်ဆောင်မှုပဲဖြစ်ဖြစ် တစုံတရာပါများဟိုအပြောင်းလဲဖြစ်လာနိုင်လဲလုပ်ဖို့ကံမှုကိစ္စတွေမှာဒီကိစ္စကလေဟိုဒီလိုမျိုးပြောလိုက်တဲ့ဟာကဟိုကောင်းတယ်လို့ကျမကတော့ဟိုလက်ခံတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကျမတို့ကအာနိုင်ငံသားတန်တမန်နဲ့တွေ့တဲ့အချိန်တိုင်းအချိန်တိုင်းမှာလဲကျမတို့ NLD ပါတီရဲ့မူဝါဒကိုကျမရှင်းပြရတယ်နောက်တစ်ခု NUD နဲ့ NLD ဟာမသက်ဆိုင်ပါဘူးနော်ဟို NLD ပါတီဟို မသက်ဆိုင်ဘူးပါတီဝင်တွေဟာတစ်ဖက်နိုင်ငံကိုထွက်ပြေးသွားတယ်ပြီးတော့ဒီအဖွဲ့အစည်းအစ်စ်တစ်ခုဖွဲ့တယ်ဖွဲ့ပြီးတော့ NUG ဆိုတဲ့အဖွဲ့အစည်းပဲဖြစ်ဖြစ်ဘာနာမည်နဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်ဖွဲ့လိုက်ပြီးအဲ့ဒီအဖွဲ့တွေဝင်လိုက်ပြီးဆိုတာနဲ့ကျမတို့ပါတီရဲ့စီမင်းစည်းကမ်းအရာသူဒီ NLD ပါတီဝင်မဟုတ်တော့ဘူး NLD ပါတီနဲ့လည်းမသက်ဆိုင်တော့ဘူးသက်ဆိုင်ရာဖွဲ့စည်းတဲ့အဖွဲ့အစည်းရဲ့ ရဲ့ member ပဲဖြစ်တယ်ဒါကြောင့်မလို့ဒီ NLD နဲ့ NUG ဆိုတာလည်းဘာမှမတက်ဆိုင်ဘူးလို့ကျမတို့ကအမြဲတမ်းပြောပြတယ်ဘာလို့လဲဆိုတော့ပါတီရဲ့မူဝါဒနဲ့အရန်ဆန့်ကျင်တယ်အပါတီရဲ့မူဝါဒအတိုင်းလည်းမဟုတ်ဘူးသူတို့အဖွဲ့အစည်းတစ်ခုဖွဲ့တယ်အဲ့ဖွဲ့စည်းထဲမှာဝင်လို့တယ်မှန်တယ်ဒီဖွဲ့စည်းမှန်တယ်မှားတယ်ကောင်းတယ်ဆိုတယ်ကျမတို့မဝေဖန်စရာအကြောင်းရှိဘူးဒီအဖွဲ့အစည်းထဲမှာပဲဝင်လို့တဲ့လူတွေကဒီအဖွဲ့အစည်းရဲ့အဖွဲ့ဝင်ပဲဖြစ်တယ်ဟိုသူတို့ဟိုတုန်းကဝင်ခဲ့တဲ့အဖွဲ့အစည်းရဲ့အဖွဲ့ဝင်လို့ရောထွက်ပြီးပြောလို့မရဘူးရှင် အဲ့ဘာဖြစ်လို့လဲဆိုတော့မူဝါဒချင်းတူညီနေလို့ဆိုရင်ဟလာရောထွက်ပြီးပြောတာတမျိုးရှိပေမဲ့ဒီဟာကမူဝါဒချင်းမကိုက်ညီဘူးဟလာဟိုစန့်ကျင်ဘက်တွေလည်းဖြစ်တယ်လောက်ရတွေကလည်းစန့်ကျင်ဘက်ဖြစ်တာဖြစ်တဲ့အတွက်ကျမတို့ကအာဒီဟာတွေက NLD ပါတီဝင်အဖွဲ့ဝင်တွေမဟုတ်ဘူးလို့ငကိုတဲကကျမတို့ကသတ်မှတ်ထားပြီးသားပါအဲ့ဒီလိုမျိုးပဲအမြဲတမ်းတန်တမန်တွေကိုလည်းရှင်းပြရတယ်အခုလိုမျိုးဥမ္မာသားပြပြောလိုက်တဲ့ခါကျတော့ပိုပြီးရှင်းသွားတာပေါ့โอเคအဲ့တော့ ဒေါ်စန္ဒမင်းတို့အနေနဲ့အခုပေါ့နော်ဟိုပါတီကလည်းမှတ်ပုံပြန်တင်လို့မရတော့ဘူးဟိုနာမည်တင်တဲ့တင်မယ်ဆိုလဲရက်ကကြော်သွားပြီဆိုတော့ဟိုရွက်ောက်ပွဲတွေကလည်းစစ်ကောင်စီကတော့လုတ်ဖို့ရှိနေတယ်ဆိုတော့ဒေါ်စန္ဒမင်းကလွတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တယ်ပါတီရဲ့အမာခံတူလည်းဖြစ်တယ်ဟိုအခုဆိုပါတီဝင်ဟောင်းလို့ပြောရမယ့်အနေထားပေါ့အဲ့တော့ကိုယ့်ရဲ့နိုင်ငံရေးရှေ့သွားမဲ့ဟိုအခြေအနေနဲ့ပတ်သက်ပြီးတော့တစုံတရာဟိုပြောဖို့များရှိမှာပါများဆက်လုံမှာဒါမှလည်းမလုတ်တော့ဘူးလားတကူပေါ့လေနောက်ဆုံးအနေနဲ့ပြောပြပါဦးမြတ်ကျမတို့ကတော့ နိုင်ငံရေးဆိုတာကဟလာအသက်16နှစ်တည်းကဝင်ရောက်ပြီးလှုပ်ဆောင်ရတာဖြစ်တဲ့အတွက်နိုင်ငံရေးလုပ်တဲ့လူတွေကဒီပိုးကတက်လို့တော့မရပါဘူး။အဲ့တော့ဟိုပေါ့နော်အဲ့ဒီတော့ကျမတို့ကအခုချိန်မှာတော့ပေပေချာချာစဉ်းစားနေရတယ်ဟလာပိုးရက်နေ့ကြော်သားပြီဖြစ်တဲ့ NLD ပါတီဟာဥပဒေအကြောင်းမရဟလာပြည့်ပြည့်သွားတာဖြစ်တဲ့ အာပြီးတော့ဟို NLD ပါတီနေမဟုတ်ပါဘူးတခြားပါတီအစ်စ်ကြိုက်တဲ့နာမည်တခုနဲ့လည်းကျမတို့တည်ထောင်လို့မရပါဘူး။ငကိုတဲကလည်းကျမတို့ပါတီအစ်စ်တည်ထောင်မယ်လို့စန္ဒလည်းမရှိခဲ့ဘူး။လုံမှန်လည်းမဟုတ်ဘူးလို့ကျမတို့ပြောထားပြီးသား။ဒါကြောင့်ကျမတို့ပါတီအစ်စ်လည်းမထောင်ဘူး။သို့တော်လည်းဒီတိုင်းပြည်တိဆောက်ရေးဟုတ်ပြီကိုပါတီမရှိတော့ဘူးဆိုရင်တော့ကျမတို့နိုင်ငံရဲ့အခြေအနေဟာအခုချိန်မှာတော်တော်ကိုဟလာ အခြေမပျက်စီးသွားပြီတော်တော်ကိုဆူဆူဝါဖြစ်သွားပြီဆိုတော့အခြေအနေမှာနိုင်ငံရေးကိုတက်လုံးလုပ်ခဲ့သူတွေကအိမ်ထဲမှာငါမပါတော့ဘူးဆိုပြီးငုတ်တုတ်ထိုင်နေတာကအတဆန်လွန်းတယ်လို့ကျမတို့ကယူဆတယ်။ဒါကြောင့်မို့လို့အခုလက်ရှိအဲဆက်သွားနေမယ်နိုင်ငံရေးအခမ်းအကဏ္ဍမှာဘယ်အခမ်းအကဏ္ဍကငါတို့ပါဝင်မလဲဆိုတဲ့ဟာမျိုးတော့ကျမတို့အခုချိန်မှာတော့စဉ်းစားနေတာတော့အမှန်ပါပဲ။ပါတီနိုင်ငံရေးကိုလုံမှာလားဟုတ်လား ဟိုဟိုရွေးကောက်ပွဲတွေဝင်မှာလားဆိုတဲ့ဟာမျိုးကိုတော့ကျမတို့မစင်စားသေးဘူးသို့တော်လည်းကျမတို့နိုင်ငံအတွက်ဟလာတိုင်းပြည်တိဆောက်ရေးရဲ့အခမ်းကဏ္ဍမှာတော့ဘယ်အခမ်းကဏ္ဍကဝင်ပါမလဲဆိုတဲ့ဟာကတော့စဉ်းစားနေရမှန်ပါလေဟုတ်ကဲ့ဒေါ်စနာမင်းကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးနော်ဥဟန်တာမြင့်ပြောကြားချက်တွေဟုတ်မဟုတ်ဆိုတဲ့ပေါ်ကိုယ့်ရဲ့ဟိုအကဲဖြတ်ချက်နဲ့ပေါ်ကိုယ့်ရဲ့သဘောထားအမြင်တွေကုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးတူးတင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုသက်ထွန်းနိုင်ကိုကျမလည်း